ယောဂသူတွေဒီတခါတော့တိမခန်နိုင်ကြတော့ဘူးပတ်တည်နေတကွာဖြစ်စေအသေးစိတ်ကိုချပြလာခဲ့ကြတယ်အိုင်းနိုင်နိုင်ပံပူတွေပတ်မှာဖြစ်သွားခဲ့တာယောဂသူတွေချပြလာတဲ့ဖြစ်စဉ်ကသူတို့နေ့တိုင်းစုံလို့နေတဲ့ဖုန်ကြီးဟာမိန်းကလေးတစ်ယောက်နဲ့တွတ်တွတ်ခိုးအိတ်တာကိုမိသွားခဲ့တာဖုန်ကြီးဟာဒီလိုလှုပ်လာတာဒါနဲ့ဆို၃ချိန်ရှိခဲ့ပါပြီရှင်သူကိုယ်တိုင်လည်းဘဲမို့တွတ်ဆတာကိုဝန်ခံခဲ့တယ်ဘဲမို့တစ်ခါစားပြီးတဲ့အခါတိုင်းမိန်းကလေးကို၃ရက်ဖက်ပေးပါတယ်ရှင်ဖုန်ကြီးရဲ့အသက်က68နှစ်အသက်တော်တော်ကြီး ီးနေပြီ။ငါကဝတ်ကြီးနေပါလို့အဲ့ဒီလိုလုံးရတာလဲမေတော့ဖုန်ကြီးကအပြတ်တလဲဆိုရင် ုံးကြီးနဲ့အသွေးအသားနဲ့ပဲအုံးကြီးဝင်းနဲ့ဆိုပေမဲ့သူ့ရဲ့အတ္တမကတောင်းတလာတယ်။ထိုင်းလိုအတ္တမကမြန်မာလိုအတိတ်ပဲရှိပါတယ်ရှင်။ခေါ်မတက်လို့ပါ။ဟုတ်တယ်။သူစားလို့ဘိမုံသွဲစားတယ်မလိမ်ဘူး။အမှန်ဒီအားလုံးကိုဖုံးကြီးအိုကြီးကဝန်ခံထွက်ဆိုခဲ့တယ်။ပြစ်စင်ကမျိုးကသူတွေကဖုံးကြီးကိုဘလို့မိသွားတာလဲဆိုတော့ငားလာပိုင်30ရက်နေမနက်7:00နာရီနဲ့10မိနစ်မှာ CCTV ထဲမှာဘိမုံကျွေးမဲ့မိန်းကလေးကစိုက်ကင်းနေ။မိန်းကလေးကစိုက်ကဲအရှိက မောင်းနေ။ဖုံးကြီးအိုကြီးကအနောက်ကနေလိုက်စီပြီ ကဒုံမန်းတိမာစိုးလို့အိုးထုပ်အဖြူစောင်းထားတယ်။အင်းကြီးပြလက်ရှိဝတ်ထားပြီးဘောင်းမီကိုဝစ်ဆင်ထားတယ်ပြီးတော့မိန်းကလေးပခုံးကိုကင်ပြီးတော့စိုက်ကဲအနောက်ကနေလိုက်စီးပါတယ်ရှင်။ပြီးနာကိုဘယ်တဲ့ကိုဝင်သွားတာလဲဆိုတော့ဟဲကိုကမဟုတ်ဘူးတော့ရှင်။ဒီကြီးဒီကြီးအတော့အချိန်ပိုင်းဖွင့်ထားတဲ့အဆောင်တွေတဲကိုမောင်းဝင်သွားတာပါရှင်။အဲ့ဒီတဲမှာ34မိနစ်ကြာတယ်လို့နဲ့ဒီကြီးဒီကြီးအဆောင်တွေနားမှာနေထိုင်နေသူတွေကစိုက်ကဲအနောက်မှာလိုက်စီးလာတဲ့သူကငါတို့စိုးမှုနေတဲ့ဖုံးကြီးနဲ့တူလိုက်တာခစ်တဲကဖုံးကြီးဟာ စိုးလူနေတဲ့ဖုန်ကြီးဟုတ်မဟုတ်ဝိုင်းကြည့်ပေးပါဆိုတော့ဒီခရစ်ကိုကြည့်မိတဲ့သူတချို့ကလည်း ဖုံးကြီးမှဖုံးကြီးအစ်စ်ပဲဟဲဒီဖုံးကြီးကိုငါလဲဆုံးလူနေတာငါဒီဖုံးကြီးကိုမတ်မိတယ်ဆိုပြီးရဲကိုသွတ်စစ်စေးခိုင်းပါတယ်ရှင်ဒါဖုံးကြီးနေတဲ့အဆောင်တတိလေးပါရှင်ရဲတွေဖုံးကြီးရဲ့အဆောင်ရောက်တော့ဖုံးကြီးဟာတင်ကန်းလဲနေတယ်ရဲတွေကလည်းဖုံးကြီးမျိုးကသူတွေကဖုံးကြီးကိုအဲ့လိုအဲ့လိုပြောတယ်ဖုန်းကြီးဒီကြီးဒီကြီးအဆောင်မှာဘဲမုံတတော်စားနေတာဟုတ်လားဖုန်းကြီးမမှန်ဖြစ်တော့သူတို့မှာတက်တည်ရှိတယ်ဆိုပြီးမေးတော့ဆိုတော့ဖုန်းကြီးကလည်းလူမနေပြီနော်မဟုတ် ဘူးလို့ညင်းပါတယ်ရှင်ရဲတွေကလည်းမေးရင်မေးရင်နဲ့နောက်ဖုန်ကြီးကအလိမ့်တွေပေါ်သွားခဲ့တာပေါ့ရှင်အဲ့တော့ဖုန်ကြီးကလည်းသူဆက်ပြီးတော့မလိန်နိုင်တော့ပါဘူးရှင်ဟုတ်တယ်ဒါအမှန်ပဲ CCTV ထဲကစိုက်ခဲ့အနောက်မှာလိုက်စီတဲ့သူကဖုန်ကြီးပဲဖုန်ကြီးမိန်းကလေးနဲ့တွေ့အိုက်တာမှန်တယ်ဘိန်းမုတ်လည်းသစားတယ်တခါစားပြီးရဘတ်300ပေးတယ်အဲ့လိုမျိုးလှုပ်လာတာသုံးချိန်ရှိပြီလို့ဖုန်ကြီးကဝန်ခံခဲ့ပါတယ်ရှင်။ရဲတွေကလည်းပို့ပြီးတည်ကြအောင်လို့ဒါဆိုရင်အဲ့လိုသွားတာဖုန်ကြီးအဝိနဲ့သွားတာလားဒါမှမ ဟုတ်လူအဝိ့နဲ့သွားတာလားလို့မေးတော့ဘုန်းကြီးအဝိ့ဆိုတီးကြမှာဆိုလို့လူအဝိ့ကိုကြောင်းမှာဖွက်ထားတယ်ဘိမုတ်သွားစားတော့မယ်ဆိုဖွက်ထားတဲ့လူအဝိ့ကိုထုတ်လဲပြီးမှအပြင်ထွက်တာရဲတွေကလည်းဘုန်းကြီးဝန်ခံထွက်ဆိုတော့ဘုန်းကြီးကအသက်တာကြီးနေပြီနော်ဒါမျိုးကြပါနဲ့လိုက်တာလို့ပြောပါတယ်ရှင်မလာပိုင်း31ရက်နေ့မှာတော့ဘုန်းကြီးကိုလူအဝိ့လဲပြီးလိုက်ပါတယ်ရှင်ဒီဘုန်းကြီးဟာဘုန်းကြီးမဖြစ်ထိုက်ဘူးဘယ်ဘုန်းကြီးကြောင်းမှာမှာတပ်ပံဘုန်းကြီးလုံးခွင့်မရှိတော့ဘူးနောက်ပြီးဘုန်းကြီးဟာအရေးယူခံရ vai mexer